ာကျွန်တော်အရင်ဖိုင်းမှာတည့်ကြောင်းလေးတွေပြောဖို့ဒါကြံသွားလို့မဟုတ်သူတည့်ကြောင်းလေးတွေဘယ်လိုပြောချင်အောင်ဆိုတော့ကျတော့၄၉နှစ်လေးဆိုတော့ကနန်းအဲ့မှာသူက၄၉နှစ်လေးတဲ့၄ကက်ထဲမှာပါတယ်၄ကက်စိုက်တွေပေါ့၄၉နှစ်လေးဆိုတော့သူက၉လေးခွန်၉လို့သွားချင်း၉ရယ်၄ရယ်ခွန်ရယ်၉ရယ်လို့သွားချင်းအဲ့မှာတစ်ထိပ်ရောက်တယ် အဲ့ကြမိတ်ဆွေများခုနဆိုတဲ့30ဆိုတဲ့ကဏ္ဍတော့ဒါနည်းနည်းတော့ရန်စီခြင်းနေဗျအဲ့တုံညာဘိတ်ကလည်းဒါသူက9ကက်မြောက်တာပါသွားတာ4 3နှစ်တဲ့တုံညာလို့တော့ပါသွားလို့တာဒါကျွန်တော်တို့မကြိုက်တာအရန်နေထားနေမျိုးနဲ့တော့ထည့်ရမှာဘာလို့ဆိုဒီ9တုံညာတုံညာဆိုတဲ့ကဏ္ဍကဒီမှာ9တုံညာတုံညာလို့9တုံညာတုံညာလို့ရောက်နေတာတကြောင်နောက်ပြီးတော့ကျွန်တော်ဒီမှာသူကကက်ပင်က8 1 1ဆိုတဲ့ကဏ္ဍအဲ့တော့သူကဒီမှာထည့်ထားလဲ8 1 1 အဲ့ဒါကို111လို့ထည့်ခြင်းရင်တုံညာပဲရောက်တယ်သူ့အတန်ကဘာနဲ့လွေးနိုင်လို့ဆိုတော့ဒီမှာ363ဆိုတဲ့ကဏ္ဍရှိတယ်ဗျ363 3 6 3ဆိုတဲ့ကဏ္ဍအဲ့ဒါကို8 8လို့ထည့်သွားခြင်း9နောက်ပိတ်နဲ့ ါလွဲနိုင်တယ်363ဆိုတဲ့ကဏန်းကို88နဲ့သူထည့်သွားလို့ရှိရင်သူဒီကနေပင်ကြုံနဲ့လာတဲ့3အဲ့ဒါကို8လို့ထည့်အဲ့လိုမျိုးထည့်သွားနိုင်တယ်3 6 3 8 8ဆိုလို့အကျော်နဲ့ထည့်ရင်ခွန်ပိတ်ရောက်တယ်အနေထားမျိုးဒါခွန်ပိတ်ဆိုလို့ခုနကဒါကျွန်တော်တို့ဖိုင်မှာပြခဲ့တယ်။အဲ့ဒါဒီတိကျောင်းလေးပြအောင်ပြောခဲ့မယ်ဗျ။ဒီတိကသူကဒီနန်းလေးမှာသူက6ခွန်8တိ ရှောင်းဝင်ရှိလျက်ဒီအောက်ဖက်တွေမှာ तू မလုတော့ဘူး။ तू အပေါ်တွေမှာလုတ်ခဲ့တာ။ तू ကဒီပေါ်မှာလုတ်ခဲ့တာ၈၁၃ဆိုပြီးတော့အဲ့၈၁၃ကကျွန်တော်လိုက်ခဲ့တယ်၈၁၃။တော့တိထိတ်မပေးခဲ့ဘူးအဲ့တိတိကျွန်တော်တို့ပြောရင်တော့ဒါအင်္ဂါနေ့ညနေကခဏန်းနေပေါ့ဗျာ။အဲ့တိတိ၆တွေဒါကျွန်တော်တို့တောက်လျှောက်တောက်လျှောက်လိုက်ခဲ့တယ်။ဒါ၅ပင် 6ပင်မြောင်မှာလာချတယ်1.6တွေဒါလေးဒီနန်းလေးမှာအများကြီးတွေ့ရတယ်1.6တွေမပေးဘူးပြအဲ့ရသူက8တနစ်တင်သူကဖျက်ထားပြီဒီနန်းလေးမှာ8တနစ်အဲ့ဒီ1တနစ်3ဆိုတဲ့ကဏန်းကသူက1တနစ်3ဆိုတဲ့ကဏန်းကဒီမှာသူက6.8လို့သူကဒီနန်းလေးမှာတည်သွားတာ6.8တည်အပေါ်မှာသူကတိတိကျကျပါတယ်တိပြီးတော့6.8တည် တင်ပြီးတော့6.8ဆိုတော့သူ့ကိုပေါဝါလှန်လို့ရှိရင်6ပြီးတော့1.3ကိုရတယ်ဗျသူကဒီမှာ6တဲ့ပြီးမှ1တဲ့ပြီးမှ2တဲ့ပြီးမှ3လို့ထည့်ခြင်းအဲ့မှာ1ထိပ်ကရောက်သွားပြန်သူကဒီ1ထိပ်ကနည်းနည်းလေးတော်တော်လေးကိုကြည်ရင်ကြည်ရင်လည်းဒီကောင်လေးကပြောတော့မရဘူးဗျ ဒီ၃ညကလည်းဒါပြောတာကျွန်တော်အကြောင်းကတကြောင်းကြံသွားတယ်ကျွန်တော်ကတက်ခဲ့တယ်ဆိုတာနောက်ထပ် तू ကတက်တာကျွန်တော်တမျိုးရှိသေးတယ် तू ကဘယ်လိုလုံးဆိုတော့ကျွန်တော်ဒီ၃ညခွန်ခွန်နေတော့ဒီ၃ညခွန်တစ်ချက်ခွန်တစ်ချက်ခွန်၃ချက်အဲ့ဒီ၃ညခွန်၃ချက်ကဒီမှာမှာလိုက်ခဲ့တယ်၃ညခွန်တစ်ချက်ခွန်တစ်ချက်ခွန်၃ချက်ဆိုပြီးတော့၉ထိပ်ဒါသုံးခဲ့တယ်မပေးခဲ့ဘူးအဲ့ကျ तू က၃ညခွန်ခွန်နေရက်ထားလို့မဟုတ်ဒီမှာလည်း तू က၃ညခွန်ခွန်နေဒီမှာခွန်၃ချက်ထိသွားတယ် ။ရဒီ၃ညခွန်ခွန်ကပါဝါလန်သွားတယ်၃ညပါဝါ9နဲ့ထဲတာ။ခွန်ပါဝါ2နဲ့ထဲတာ။ခွန်ပါဝါ2နဲ့ထဲတာ။ခွန်ပါဝါ2နဲ့ဆိုတော့ထက်သွားတာ။အဲ့ဒါဒီမှာ2ဆိုရင်ဒီမှာ10နောက်ပိတ်ကြီး။ကြည့်ကြတော့ဒီမှာကျတော့ तू က2က4ချက်ဖြစ်သွား8ပိတ်ကတော့ဒါညင်ရင်တော့မပြောတော့ဘူး။သူ့စိုက်တိုင်းကတော့2 4ချက်ကတော့ဒါပုံမှာတော့မတွေးခဲ့ဘူးနှစ်လေးချက်တည်းကတော့ဒါကျွန်တော်ပုံမှာတော့မမြင်ခဲ့ဘူးဒါကျွန်တော်မြင်ရဆိုရင်တော့ ူအဲ့လိုနေထားမျိုးတွေအဲ့ကြတော့ဒီနေ့လေးမှာခုနကစကားကခွန်မဟုတ်ရင်နှစ်ဆိုတဲ့ကဏ္ဍကဖြစ်နိုင်လားဆိုတော့ तू ကဒီလူလေးတော့ရှိတယ်ဒါလည်း तू ကလည်းလေးကဆိုင်တယ်အဲ့နှစ်ကကျွန်တော်ပြခဲ့တုန်းကဒီကနေ့ပြခဲ့တာအရင်ဖိုင်တုန်းက1နှစ်ခွန်6ဆိုပြီးတော့1နှစ်ခွန်6ကို तू ကပါဝါလန်ခဲ့တာ6ခွန်1တက်ဆိုပြီးတော့ ပါဝါလန်ထားတယ်လေးကက်ကိုလေးကက်ညီတိုင်းလှန်ထားတာ1.6 1.6ကိုပါဝါအညီပြန်လန်နဲ့6.1တက်ဆိုတော့သူဒီထိရောက်ခဲ့အဲ့6.1တက်ကိုကျွန်တော်1.6လို့ထည့်ချင်တာ1.6ဆိုရင်ဒီမှာ2နောက်ပိတ်ရှိတယ်အဲ့2ပိတ်ထည့်ရတဲ့ तू ကဒီနယ်လေးမှာ9တက်9တက်4တက်8တက်9.4ရှိတယ် 948ကိုပါဝါလန်လို့ရှိရင်3293 3293 9 3တတိ3ဒီမှာ9လို့ဖြစ်နေတယ်ဒီမှာ2ခွန်လို့ဖြစ်နေတယ်ဒီမှာ9လေးလို့ဖြစ်နေတယ်ဒီမှာ3ဒီမှာ8လို့ဖြစ်နေတယ်သူအပင်ထက်နေတယ်တတိ3ဆိုတော့ဒီမှာ9လို့ရိုက်တော့ဒီဘုံလေးလိုက်ဖြူလို့ရှိရင်2 4040ခွန်ဆိုတော့2040ခွန်ဆိုတော့ခွန်9 2ဆိုပြီးတော့နှစ်ပိတ်ကိုရောက်တယ်ဗျအဲ့နေထားမျိုးအဲ့ကြတော့ကျွန်တော်တို့ခုနကတော့စကားလမ်းကြောင်းနေနဲ့ဒါကျွန်တော်ညှို့ထားတဲ့အပင်လေးတော့ပြောခဲ့အောင်မယ်ဘယ်လိုလုံးဆိုတော့2.6လား နှစ်တစ်၆ကိုနှစ်တစ်၆တိုင်းပဲဒါကျွန်တော်တို့ကလေးနေထားမျိုးနဲ့ပြန်ကြည့်မယ်ဒါအဝေးကြီးတွေမကြည့်ပဲနဲ့ကပ်ပင်နေထားမျိုးနဲ့ပြန်ကြည့်မယ်နှစ်တစ်၆ဆိုတဲ့ခဏဒါရင်းဖိုင်မှာဒါကျွန်တော်ပြောပြီးသားအဲ့ကြဒီနှစ်တစ်၆ကနှစ်ကိုနှစ်နဲ့ထက်တစ်ကိုတစ်နဲ့ထက်၆ကို၆နဲ့ထည့်လို့ပို့နှစ်ရဲ့တစ်ရဲ့၆ရဲ့ကလေးကွက်သုံးမလား၆ပြိအဲ့6ပြိထည့်ရတဲ့သူကဒီနေ့လင်းမှာတုံညာပြီးတော့6တစ်ချက်6နှစ်ချက်6သုံးချက်6လေးချက်ဖြစ်သွားတာလူမထင်တဲ့ပေါ့ အဲ့ဒါညှိဆိုင်လို့ခေါ်တယ်ပဲအဲ့ဒါဒီ6လေးချက်ကတော့ရှိလာကျွန်တော်ထည့်ချင်တာကနှစ်မို့လို့နှစ်နဲ့ထည့်လို့နှစ်ပြိထည့်တယ်တင့်မို့လို့တင့်နဲ့ထည့်လို့တင့်ပြိထည့်တယ်6မို့လို့6နဲ့ထည့်လို့6ပြိထည့်တယ်တကယ်လို့အဲ့လိုမသွားဘူးနဲ့ तू ကဒီ1 3ဆိုတဲ့ကဏန်းကို2ရဲ့1ရဲ့3ရဲ့လို့သွားခြင်းဒါကျွန်တော်တို့မကြည်ဝဲ3ပြိလို့ရှိတယ်ဒါမိတ်ဆွေများဒါကျွန်တော်တို့ကပွဲမစခင်ကိုဒါ ကြည့်ထားတဲ့အနေထားမျိုးပေါ့ဗျာဒါပြင်ဆင်တဲ့သဘောမျိုးအဲ့ကြဒီမှာ तू ကနှစ်ကိုနှစ်နဲ့ထည့်တစ်ကိုတစ်နဲ့ထည့်၆ကို၆နဲ့ထည့်လို့ပို့နှစ်တစ်၆လို့သွားရင်ဒီမှာ၆ပြိဆိုတဲ့အနေထားမျိုးမှာရှိတယ်အဲ့ဒါဒိုင်ဘက်ကနေကြည့်တာညစ်ဆိုင် तू ကတွက်နီးဆရာတွေဒီ၆လေးချက်တွေဘယ်သူမှမသုံးတော့ဘူးအဲ့၆လေးချက်တွေကကျွန်တော်ဒီဘောကနေရိုက်ခဲ့တဲ့၆လေးချက်တွေ तू ကလည်းညီအောင်ရိုက်ခဲ့တယ် तू ကဒီလို၆လို့နောက်ဘက်ကထည့်လိုက်တယ် ထိတ်စည်းကနေတက်လို့ထဲတယ်ဒီလို6လို့ထဲတယ်ထိတ်စည်းကနေတက်လို့ထဲတယ်ဒီလို6လို့ထဲတယ်ထိတ်စည်းကနေတက်လို့ထဲတယ်ဒီလို6လို့ထဲတယ်ဒီကနေတော့တက်လို့ထဲတယ်အဲ့6လေးချက်ကဒီမှာလာပြီးတော့အဆုံးသတ်မလားအဲ့ကြကျွန်တော်6လေးချက်နဲ့ဆိုကျွန်တော်ဘာထုံးမလို့ဒါစဉ်းစားလို့ရအောင်လို့ပေါ့အဲ့ကြကျွန်တော်ခုနကသွားခဲ့တဲ့လမ်းကြောင်းတိုင်းကြောင်းပြန်သွားမယ်ဘယ်ကနေသွားမလို့ဆိုတော့ကျွန်တော်တို့ရိုက်ခဲ့တဲ့ခွန်5 6 5ဆိုတဲ့ကော လေးကောင်လာတာလေးကောင်တိုင်းကျွန်တော်ပြီးသွားမယ်ခွန်9 95ဆိုတဲ့အတန်ကိုဘလို့သွားမလို့ဆိုတော့ခွန်9 95ဟုတ်ပါဦး sorry ခွန်9 35 95 35 2 35 35ဆိုတဲ့ကဏ္ဍဒီဘက်မှာမြင်ခဲ့ပြီကျွန်တော်တို့အရင်ဖိုင်မှာပါတယ်2 35 35အဲ့ဒါကိုခွန်9 35လို့ထည့်ရင်တော့6ထိပ်နောက်ကလည်း2 35 35လို့ထည့်လိုက်တော့2 35 ငါ၃ညလို့ထည့်လိုက်တော့ခွန်ပိတ်နဲ့69ဆိုတဲ့ကဏ္ဍရတယ်69အကြခုနကျွန်တော်စကားဖြတ်လိုက်တာက363လား36 38 8လို့သွားကြည့်ခွန်ပိတ်69တာမိတ်ဆွေများကြိုက်ရင်ထိုးလို့ရအောင်လို့အဲ့ကြကျွန်တော်တို့ဒီ1 3ညာ5ကမမြင်ဘူးလားဆိုကျွန်တော်မြင်နေတော့ဒီမှာ1 3ညာ5 तू อ่ะ9နှစ်3ညာ9ဆိုတဲ့ခဏန်းက तू อ่ะဒီမှာရိုက်တယ်9နှစ်3ညာ9ကျွန်တော်တို့သုံးထိပ်ောက်ခဲ့တယ်မပေးဘူး9နှစ်3ညာ9ကပါဝါညီ၄កောင်လန်ထားတယ်9ပါဝါ3ညာ2ပါဝါ9 3ညာပါဝါ9 9ပါဝါ3ညာအဲ့ကြ3ညာ9 9 3ညာဆိုတဲ့ခဏန်းကဒီမှာတွေ့ခဲ့တယ်3ညာ9 9 3ညာ အဲ့ဒီ3ခွန်9 3ကို9နဲ့3 5ဆိုပြီးတော့ကျွန်တော်ညီအောင်ရိုက်ခဲ့တဲ့3ထိပ်သူကမပေးခဲ့ဘူးအဲ့ဒါဒီ9နဲ့3ကကမလုတော့ဘူးလားဆိုတော့လုတ်တယ်ဘယ်လိုလုတ်တော့ပင်ကြုံနဲ့လုတ်တယ်9နဲ့3 5ဆိုပြီးတော့ဒီ3နောက်ပိတ်ကိုထားသူပေးသွားတယ်အဲ့ကျသူကတာဝန်ကြည့်အောင်တော့လုတ်သွားတယ်3ပေါ့ပေါ့ပင်ကြုံနဲ့ထည့်တယ်9 ွန်ပါဝါကိုနှစ်နဲ့ထဲတယ်ငါပါဝါကိုတုံညာနဲ့ထဲတယ်တုံညာပါဝါကိုငါနဲ့သူတုံးသွားတယ်အနေထားမျိုးအဲ့ကြတော့ तू ကမလုပ်ဘူးလို့နဲ့လှုပ်သွားတယ်အနေထားမျိုးတွေအပိသက်မှာ तू အဲ့လိုတွေလှုပ်လှုပ်သွားတယ်အဲ့ကြတော့ကျွန်တော်တို့ဒီနေ့လေးကလိုက်ခဲ့တဲ့5958ဆိုတဲ့ကဏ္ဍတော့ကလည်း5958 3ညာ4 3ညာ သုံးညာလေးသုံးညာကိုးလို့ရှိတာသူကဒီကောင်ကသုံးညာလေးသုံးညာသုံးဆိုတဲ့ကနန်းကိုသုံးညာလေးသုံးညာသုံးလို့လုံပြီးမှ5 9 8ဆိုပြီးတော့ဒါပြန်ထည့်သွားတဲ့အနေထားမျိုးမရှိတာကိုရှိအောင်ပြန်လုပ်တဲ့အနေထားမျိုးတွေအဲ့ကြကျွန်တော်တို့ကဒီနန်းလေးမှာ2 3ညာ5ဆိုတာကခွန်5 3ညာ5ဆိုတော့2 3ညာ5 3ညာလို့ဖြည့်ရမှာမရှိခဲ့ဘူး အဲ့ကြကျွန်တော်တို့နှစ်တုံညာငါးတုံညာကနှစ်တုံညာငါးတုံညာကခွန်ငါးတုံညာငါးလို့အပိကတ်သွားခြင်းလို့ရှိရင်ဒီနောက်ကနေပြီးတော့နှစ်တုံညာငါးတုံညာလို့ထည့်လိုက်တော့69အဲ့ကြခွန်ချောင်းကိုကျွန်တော်ထပ်ရှင်းပြမယ်ခွန်ချောင်းကိုထပ်ရှင်းပြမယ်ဆိုတာဘာလို့တုံဆိုတော့ခုနကနှစ်မဟုတ်ခဲ့ရင်ခွန်နှစ်ပိတ်မဟုတ်ရင်ခွန်ဘာလို့ဆိုတော့ဒါကျွန်တော်ပြောပြမယ်ဗျာ ဒီနန်းလေးမှာ1 2 4 6ဆိုတာသူကဘယ်ကနေဆင်းခဲ့တုံးဆိုတော့6ခွန်9တက်ကနေဆင်းခဲ့တာ1 2 4 6ဆိုတာ6ခွန်9တက်ကနေဆင်းခဲ့တာဒီနန်းလေးမှာ6တက်ပြီးတော့ခွန်နဲ့ဒီတော့9တက်ပြီးတော့1တက်6ခွန်9တက်6ရေခွန်ရေ9ရေ1ရေကို1 2 4 6လို့လုတ်ခဲ့တယ်1ကို1နဲ့ထည့်2ကို နှစ်နဲ့ထည့်လေးကိုလေးနဲ့ထည့်၆ကို၆နဲ့ထည့်လိုက်တော့အဲ့မှာခွန်ပိတ်အဲ့မှာခွန်ပိတ်အကြတာမိတ်ဆွေများဒါစဉ်းစားလို့ရအောင်လို့ပို့ 684ဆိုတဲ့ကဏ္ဍပြောမယ်ဒီညာလေးက684ဆိုတဲ့ကဏ္ဍဒါကက်ပင်နေထားလို့ဒါကျွန်တော်ကြည့်ထားတာဒါခုနကတော့မှ684ကိုသူကဘလို့ထည့်ထားအောင်ဆိုတော့ဒီမှာ6တယ်ဒီမှာ8တယ်ဒီမှာ4တယ်ထည့်ထားတယ်6 8 5ဆိုရင်6 8 5ဆိုရင်3ပိတ်ရောက်တဲ့နေထားမျိုး ဲ့ရကျွန်တော်အဲ့လိုမသွားဘဲနဲ့684ကိုသူက684လို့ထည့်လို့မဟုတ်139နဲ့ပြန်သွားခြင်းလား9ထိပ်အဲ့ကြောင့်69ဆိုတဲ့ကဏ္ဍလေးမိတ်ဆွေများပါအောင်ထိုးပါအဲ့ဒါညစ်ဆိုင်လေးပါလိုပါသေးတယ်ဒါကျွန်တော်တို့အင်္ဂါနေ့မှာဖွင့်မှာမလို့တတနေ့လာနေတော့ပိတ်တယ်ဗျအဲ့ရကျွန်တော်တို့ကိုထိတ်နဲ့ပတ်သက်လို့69တကွတော့ဒါကျွန်တော်ဒါလေးတော့ကားစီခြင်းနဲ့ဘာလို့ဆိုတော့ तू က ီ၃ညရဲ့ဘဝ၊ငါ၅ရဲ့ဘဝ၊၃ညဒီမှာထည့်တာနဲ့ဒီမှာသူကတကယ်လို့ဒီမှာ၉ထည့်ရင်၄၄ရဲ့ဘဝ၉ဆိုရင်99ဆိုတဲ့ကဏ္ဍရတယ်။အကြခုနက၃ည၅လေးနဲ့ဒါအရင်ဖိုင်မှာပါတယ်၃ည၅လေးကြောင်းပြောခဲ့တယ်၃ည၅လေးဆိုတဲ့ကောင်။အဲ့တော့၃ည၅လေးနဲ့ထည့်လို့မို့ဒီမှာ၃ညလို့ထည့်တာပါဝါ၅နဲ့တွားဒီမှာ၅လို့ထည့်တာ၃ညလို့တွား။ ဒီမှာလေးလို့ထဲတာ6ဆိုလို့သွားရင်69ဆိုတော့ကဏ္ဍထိုးရတဲ့အကြောင်းတော့ပြောခဲ့မယ်။အဲ့ကြဒီ6ဘိတ်ကဘယ်ကလာမလို့ဆိုတော့ကျွန်တော်တို့ဒီမှာရှိတယ်965 5659ကသူက3132လို့လုပ်တာ9659ရဲ့ပါဝါဒီ3132လို့သူလုပ်တယ်3132လို့လုပ်တယ်3132လို့လုပ်ပြီးမှသူကဒီအောက်ဖက်မှာလာဖြီးတာ ခွန်လို့ထည့်ခြင်းအဲ့မှာ9နောက်ပိနေ99ကဲကျွန်တော်မိတ်ဆွေများအားလုံးဒီလောက်ပါပဲဗျာကဲစိတ်နောက်ချက်ဒီဖြစ်သွားတယ်တောင်းမှန်ပါတယ်ကဲအားလုံးပဲဒီလောက်ပါပဲဒါတော့ကျွန်တော်တို့တွန်းနီးရတွေဒါကြည့်တာပါဒါမိတ်ဆွေများကဲအားလုံးဒီလောက်ပါဗျာ